မနောက်ခင်ရွာလေးစီကနေဖြင်းရင်တဲ့အလူပွဲကြီးတစ်ခုရှိပါတယ်စူပောင်းရဟန်းကန်ရှင်ပြိုးတဲ့အနေနဲ့ကျင်းပတဲ့ဒီအလူပွဲကြီးမှာအရက်ကမြားစပယ်ဆိုတဲ့နာမည်ကြီးဆိုင်းဝန်းတစ်ခုလည်းပါဝင်တဲ့ခါမှာတော့အလူကြီးဟာစီကတိုက်မိုက်လာပါတယ်ဆိုင်းဟာအလူရက်မတိုင်ခင်တပတ်အလူလောက်ခရဲကဝင်လာတာဆိုတော့နဘေးရက်ရွာတွေကပါလာရောက်ပြီးတော့အားပေးကြတယ်ဒီအလူကြီးကြောင့်ပဲဗနောက်ခင်ရွာသားတွေမျက်နှာပွင့်လန်းရပါတယ်အလူကိုကမကရထုတ်ပြီးကျင်းပပေးသူ အလုတ်ဒါကကတော့သူတို့ရောဟာမြို့ပေါ်မှာပွဲရုံလုပ်ငန်းနဲ့ချမ်းသာနေတဲ့မြားငိမ့်ဆိုတဲ့သူဖြစ်ပါတယ်။သူကကမကထလုပ်ပြီးရရွာကစုပေါင်းပါဝင်ခဲ့ကြတော့ရဟန်းအပါကြီးရှင်အပါကြီးအရန်ကိုများသွားပြီးတော့စီကားရုံးနဲ့အလုတ်ပွဲကြီးဖြစ်ခဲ့ရပါတယ်။ဒီလူကြီးကသူတို့နယ်ကျောမှာတော့ပြောစမတ်တွင်အောင်ချင်းချင်းတဲစီကားခဲ့တဲ့အလုတ်ပွဲကြီးလည်းဖြစ်တယ်။ဒီလိုနဲ့တနေ့ခန့်ကြာပြီးတဲ့အချိန်မှာညာအုပ်ပိုင်းမောင်ဝင်ပြိုးစားက လာလာကြပါတယောက်ကစတော့တရားနှစ်ယောက်ကစတော့နှစ်ယောက်လာလာပါလေပြောစရာကောင်းနေလာခဲ့ကြတော့လေရုတ်တရက်ထွက်ပေါ်လာတဲ့မိန်းမတယောက်ရဲ့တခြင်းတန်ကိုကြားလိုက်ရပါတယ်ဒေတန်ထွက်ပေါ်လာတယ်ဆိုရင်ပဲဗတော့ခင်ရွာလေးဟာအကြတန်တော်တို့ကြားနိုင်လောက်အောင်တိတ်ဆိတ်ငင်းသက်သွားကြပါတယ်ဒီတခြင်းဟာဘသူကဆိုပြီးတော့နေကနေဘလို့တရားလုံးကိုကြားနိုင်အောင် လွင့်ပြန့်လာလဲဆိုတာကိုတော့ဘသူမှမသိကြဘူး ဒါပေမဲ့တေရွာလုံးတိနေတာတခုကတော့ဒီတချင်းတန်ထွက်ပေါ်လာရင်ရွာတွေကတရရောက်တေဆုံသွားမယ်ဆိုတဲ့အကြောင်းပဲဖြစ်တယ်။ဒီတချင်းတန်ကိုကြားတိုင်းလူသေးနေတာအခုဆို9ကြိမ်မြောက်ခဲ့ပြီ။ဒီတချင်းက6ကြိမ်မြောက်တချင်းတန်ထွက်ပေါ်လာတာ။ဒီတချင်းတန်ကြီးထွက်ပေါ်လာတာကိုပြန်ပြောရရင်တော့လုံခဲ့တဲ့3လလောက်ကစတင်ကြတယ်လို့ပြောရမယ်။ဒီတုန်းကတေရွာလုံးကိုတောင်မှအုံလွှမ်းမိုးနိုင်အောင်ဆိုခဲ့တဲ့တချင်းဟာဘယ်ကနေထွက်လာတာလဲဆိုတာ လိုက်ရှာမိကြတယ်။ဒါပေမဲ့ရှာမရဘူး။အတန်းကဘေးစီးကထွက်လာတယ်ဆိုတာကိုမှန်ဆလို့မရအောင်ရှာဖွေသူတွေကိုအရှိရက်ဘက်ကိုတချင်းတန်ကရောက်ရတယ်လို့တောင်ရက်ကိုတချင်းတန်ရောက်လို့လို့ဒါပေမဲ့အဲ့ဒီဘက်ကိုတွားရှာခဲ့ရင်တခြားဆန့်ကျင်တဲ့ဘက်ကထွက်လာတယ်လို့မျိုးချက်ချင်းဖြစ်သွားတတ်တယ်။ဒါကြောင့်မဲရှာဖွေသူတွေဟာလက်မှန်ချပြီးတော့ပြန်ကြရတယ်။မနက်မိုးလင်းတော့ဂျွာတဲကလူတယောက်တေဆုံးသွားတယ်။ဒီတုန်းကတော့တချင်းတန်နဲ့ဆက်ဆက်နေမဲလို့ ဘသူကမှမတွေ့ခဲ့ကြဘူးနောက်ထပ်ရပောင်း20လောက်ကြာတော့တချင်းတန်ထပ်ပြီးထွက်ပေါ်လာပြန်နေဒီတခါလဲရွာကလူတွေလက်ရှာကြပြန်နေဒါပေမဲ့လည်းလုံးဝမတွေ့ရပြန်ဘူးမနက်မိုးလင်းတော့ရွာတွေကလူတွေရောက်ထပ်ပြီးတော့တိတ်ဆုံးပြန်နေဒီတခါလေတိတ်ဆုံးတော့ရွာသားတွေကတချင်းတန်ညောင်းလို့သိမိကုန်တယ်နောက်ရက်တွေမှာတော့တချင်းတန်ကထပ်ပြီးတော့ထပ်မလာပြန်ဘူးနောက်ထပ်15ရက်ကြာမှတချင်းတန်ကထပ်မှထပ်ပေါ်ပြီးလူတွေရောက်တိတ်ပြန်နေ ဒီလိုနဲ့ရချားဆိုသလိုလူတွေတိတ်ဆုံးလာခဲ့တော့ငားယောင်မြောက်ရှိခဲ့ပြီးအခုတချင်းတန်ကထပ်မှန်ပြီးတော့ထပ်ပေါ်လာပြန်နေကျွာတဲကဘသူသေးအောင်မဲ့ဆိုတာမသိကြဘူးဒီတော့ကျွာသူကျွာသားအလုံးဟာသူ့မျက်နှာကိုကြည့်ကိုမျက်နှာကိုကြည့်နဲ့ခြောက်ချားဝေရညတညာကိုခက်ခက်ခက်ခဲပဲဖြတ်တန်းကြတယ်အဲ့ညာကတော့တကယ်ကိုခြောက်ချားစရာညပါခလေးတွေရဲ့ငုံတန်းတွေတိတ်ပြီးတရားလုံးကခွဲဥတန်တွေကဖောင်းလိုက်ကုန်တယ်ညာတော့ကလေ ရွာထဲပိုင်းကတဝင်းတို့ဖေဥပကြီးဆုံးသွားတာမနဲ့မုံမလင်းနေဘူးရွာထဲမှာစိတ်မချမ်းမြေ့စရာတရင်ဟာလွန်လာပါတယ်ဘလို့ဖြစ်တာလဲထုံးစံတိုင်းပဲလေမနဲ့လင်းမှာအတန်တကြီးနဲ့ဆူဆူဝါးဝါးအော်ပြီးတော့အသက်ထွက်သွားတာနာရီအင်းစီကိုရွာသူရွာသားတွေအကူအညီပေးဖို့အတွက်သွားကြရတယ်ဒါပေမဲ့မျက်နှာတွေကတော့ဘသူမှမตาရနိုင်ဘူးဒီတစ်ခေါက်ပြီးနောက်တစ်ခေါက်ဟာဘသူ့လှည့်ဖြစ်မယ်လို့တွေးတော်ပြီးတော့ပုံပန်နေကြတာ ဒီကိစ္စဒေးတိုင်းထားလို့တော့မဖြစ်တော့ဘူးဟုတ်တယ်တခခုလုံးဝကိုဖြစ်တော့မယ်ရွာတဲကအိုးရှိမောင်နဲ့ကိုဝင်းညွန့်တို့ချင်းချင်းပြောနေတဲ့စကားပါရရေးရွာရေးလူငယ်တယောက်ဖြစ်တဲ့တာဖေတယောက်ရောက်လာတယ်ဟုတ်တယ်ဗျာဒီကိစ္စကိုဒေးတိုင်းသာထားမယ်ဆိုရင်တော့မကြခင်တရားလုံးကုန်လိမ့်မယ်ကျုပ်တို့တကြီးစီပြောပြီးတော့အဖြေတခုရအောင်လို့တိုင်ပင်ဖြစ်ရှင်းမှဖြစ်မယ်ထင်တယ်အမှန်ပဲကွာငါတို့တကြီးစီကိုသွားကြမယ် နိုင်ကိစ္စကိုတချို့တော့ကကိုကြီးပေးပြီးတာနဲ့ဦးရွှေမောင်ဦးဆောင်တဲ့လူစုဟာတကြီးဦးလာမြင့်တို့အိမ်စီကိုရောက်လာတယ်။ဟေးတကြီးပြုတ်တကြီးဟာကိုရှင်မောင်တို့ပါလားလာကြလေဗျာ။ဦးရွှေမောင်တို့တန်ကြောင့်တကြီးဦးလာမြင့်ကနွားစာကျွေးနေကနေပြန်ထိုးပြီးတော့ဖိတ်ခေါ်လိုက်တယ်။အားလုံးအယောက်စီကတန်ရမှာ ထိုင်ကြပြီးတဲ့ချိန်တကြီးဦးလာမြင့်ကနွားစာကြည့်တာကိုလက်ဆက်တက်ပြီးတော့သူတို့စီကိုရောက်လာတယ်။တကြီးရွာမှာဖြစ်နေတဲ့ကိစ္စတွေအတွက် ကျွတ်တို့တွေလာခဲ့တာဟုတ်တယ်တကြီး ကျွတ်တို့အဲ့ဒီကိစ္စကိုတော့အပြေရှားပြီးတော့ဖြေရှင်းမှဖြစ်မယ်တကြီးဦးလာမြင့်လည်းဖြေရခက်စွာနဲ့အင်းဆိုတဲ့လေးတွေစကားနဲ့တုံ့ပြန်တယ်တကြီးကျွတ်တို့သွေးအေးနေလို့မရဘူးနော်သွေးအေးနေရင်ကျွတ်တို့အားလုံးတချင်းတန် ကြားမိတိုင်းဘသူတိမ်မမမသိပဲတေကုန်ကြရင်ရွာလုံးကျွတ်သွားလိမ့်မယ်တကြီးဦးလာမြင့်ကိုကြည့်ပြီးတာဖေကဝင်ပြောလိုက်ပါတယ်ငါလည်းမစင်းသက်တတ်တော့ဘူးကွာတာဖေး မစင်းစားတတ်ဘူးဆိုရင်တော့ဗျာကျွတ်တို့အားလုံးအခုရောက်နေပြီလေအဖေတခုတော့ရအောင်ရှာရမယ်မို့လားတကြီးငါနားလဲပါတယ်ကွာတကြီးဦးထမင်းလဲစိတ်မရှိတဲ့ဟန်တဲ့စကားကိုပြ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 ောတယ်တကြီးကျွတ်တို့တခုခုလုပ်ဖို့စီစဉ်ပေးဗျာမင်းတို့ကမလုပ်ချင်လို့လဲကျွတ်တို့တော့ဒီတချင်းကဘယ်ကနေဆိုလဲဆိုတာသိပြီးဘာကြောင့်ဆိုတာကိုအဖြေရှာမယ်ပြီးရင်ထပ်ပြီးတော့မဖြစ်အောင်ဖြေရှင်းချက်ထုတ်ရမှာဒါဆိုမင်းတို့ကဘယ်လိုစီစဉ်ထားလဲအစီအစဉ်ကတော့ဗျာ လူတွေကိုအသင့်စုဖွဲ့ပြီးတော့တချင်းတန်ကြားတဲ့ညမှာရွာရဲ့အရက်လေးမျက်နှာကိုလှည့်ပြီးတော့စစ်ဆေးခြင်းနဲ့အေးအလုတ်ဖြစ်မလို့ထင်လားအလုတ်ဖြစ်မဖြစ်ကတော့လုံးကြည့်မှသိရမှာအေးလေမင်းတို့အဆင်ပြေမထင်ထထောက်ကြပါကွာတကြီးဦးလာမင်းဟာခက်ပပပဲစကားကိုဆိုလိုက်ပါတယ်အိုးရှင်မောင်တို့လူစုလေတကြီးဦးလာမင်းကိုကြည့်ပြီးအားမလို့အားမရနဲ့ပြန်ထွက်လာတယ်တကြီးကွာရက်ရွာရဲ့အကြီးကဖြစ်ပြီးတော့ဒီလောက်တောင်မှပေါ်ပေါ်ဆဆပြောရလား အေးကွာဒီလူကိုအားကိုးနေလို့ကတော့တရွာလုံးငါးပါမှောက်မှာပဲဒါဆိုလဲကွာ ကို့ဘာကိုပဲစီတင်ကြတာပေါ့ဒီလိုနဲ့ပဲတကြီးဥရှင်မလို့လူစုပြင်လာခဲ့ကြတယ်။အဲနောက်တော့ရဲရွာတွေကရမီရဖတွေရဲ့အကူအညီနဲ့ရွာကလူငယ်တွေကိုစုအုံပြီးတော့အဖွဲ့တွေဖွဲ့တယ်။ဖွဲ့စည်းပြီးတဲ့နောက်မှာတော့လုံဆောင်ရမတွေကိုကြိုတင်လဲကျင့်ကြပြီးအစီအစဉ်တွေချမှတ်တယ်။အဖွဲ့ကိုလေးဖွဲ့ခွဲထားပြီးတော့ဥရှင်မအိုးဝင်ညွန့်နဲ့တာပြေတို့က တစ်ဖွဲ့စီကိုကောင်းဆောင်တယ်။ကျန်တစ်ဖွဲ့ကိုတော့ကရသာကောင်းဘိုးကြီးကိုဦးစီးစေတယ်။ဒီလိုနဲ့ပဲဘိုးပါကြီးရဲ့နာရီမပြည့်စုံတဲ့ခင်မှာဘရောက်ခင်ရွာသားတွေရဲ့အစီအစဉ်ဟာအဆင်သင့်ဖြစ်နေပြီ။ဒီလိုချိန်ထိတောင်တကြီးဦးလာမြင့်ကတော့အကြီးကဲတယောက်ပိသားစွာပါဝင်လာနိုင်ခြင်းမရှိဘဲနှုတ်ဆက်လုံနေနေပါတယ်။ရွာနားမှာကွာလူစိမ့်တွေ့ရင်တခါတည်းဖမ်းခေါ်ခဲ့။အဖွဲတွေအားလုံးကိုခေါင်းဆောင်တဲ့ဦးရွှေမောင်က အမိန်ပေးတယ်။အเจ้าက ရောင်းချောင်းဆရာတို့ကိုတွားရောက်ရှောက်တင်ရမှာအောက်လန်းအတိုက်ဖြစ်နိုင်တယ်လို့မင်းကြပြီးတရားလုံးပရိတ်တရားတွေကိုအာကုံဆောင်ကြဖို့အမှားရှိခဲ့တယ်။အောက်လန်းဆိုတာအဝေးကနေတိုက်လို့ရတယ်လို့အနီးကနေလည်းတိုက်လို့ရတဲ့အမျိုးဖြစ်တယ်။အခုလက်ရှိကြုံနေရတဲ့ပုံစံကရက်ချားမှသာဖြစ်လာတတ်တာ။ဒါကြောင့်ဒီကိစ္စကအောက်လန်းတိုက်တာမှန်ခဲ့ရင်ဖြစ်နိုင်ရည်အရှိဆုံးကစီရင်သူကအဲ့ဒီရက်ချားမှသာရောက်လာပြီးတော့အစီရင်ကိုနှိုးဆွပေးလိမ့်မယ်လို့ရေဘူးရတတ်မှန်ကြတယ်။ဒီလိုကြောင့်မယ်ဥပပါကြီးတည်ဆောက်မှုပြီး နောက်ထပ်သချင်းသံထွက်ပေါ်လာမယ့်ရက်တွေနီးလာတဲ့နေ့မြကြိုတင်ပြင်ဆင်ထားကြသူတွေဟာနိုးနိုးကြကြအချင်းချင်းလှုံ့ဆော်နေကြတယ်။လူငယ်တွေကလည်းကိုယ်အသိနဲ့ကိုယ်ရွာကိုနေရောညပါလှဲ့လှဲ့စောင့်ရှောက်နေကြတယ်။ဒီလိုနဲ့ပဲဦးရှိမောင်ရဲ့မှားချမှုပြီးတရက်မှာတော့ကျွာထဲမှာအုတ်အုတ်ကြက်ကြက်ဖြစ်နေပါတယ်။အကြောင်းကတော့ကျွာမှာစုဖွဲ့ထားတဲ့ဥရှိမောင်အဖွဲ့တွေကနေလူတယောက်ကိုဖမ်းမိလာခဲ့တာ။ဒါပေမဲ့သူတို့ဖမ်းမိလာတဲ့သူဟာအယူတယောက်လိုပဲမျိုးလုံးတွေကကြောင်စီဝေးရီနေပြီးတော့ ဇပင်ကဗုဒ္ဓရဲ့တကူလုံးကယောဂီအောင်ဝိစားတွေလည်းဝတ်ထားတယ်။ပြီးတော့ဝိစားတွေကညစ်ထေပေးချမ်းနေတယ်။လိုလီမိုးစားတွေထည့်ထားတဲ့လော်ရေးအစိုးကြီးတလုံးကလည်းပါတယ်။ဒီလူကိုယောဂလူငယ်တွေကရွာပြင်တုတ်တံမှာအိတ်နေတာတွေ့ပြီးအောက်လန်းလို့ယူဆမိတာကြောင့်ဖမ်းဆီးလာတာလို့သိရတယ်။အယူကလည်းရွာသားတွေကိုသူ့ကိုဖမ်းဆီးလာတာကိုတဟီးဟီးနဲ့ရီမောပြီးတော့ပြပြပပကြီးကိုကောက်ခုံလာတယ်။ဦးရှိမောင်စီကိုရောက်တော့လူငယ်တွေကဖမ်းဆီးလာတဲ့အယူကိုအနှံနေ။မင်းတို့ကွာ သူ့ပုံစံကဒိတ်တိုင်းကြည့်ရင်တော့မှယူနေမှန်တိတာကိုဘာလို့များဖမ်းဆီးလာတာလဲဦးရှင်မောင်ကလူငယ်တွေကိုစုပ်ပို့တယ်ဒီစကားကိုကြားတော့အယူကဟုတ်တယ်လူသားပြောလိုက်စမ်းပါဒီကောင်လေးတွေကငါသူတို့နှစ်သားလေးကိုရရဆက်ဆက်ဖမ်းလာရတယ်သူယူကအဖမ်းဆီးခံထားတော့မှပုံစံကဝုန်းဝင်ကြွကြွနဲ့ဆိုတယ်ဦးလေးရှင်မောင်ကလည်းဗျာစဉ်းစားကြည့်ပါဦးဗျအခုဖြစ်နေတဲ့ကိစ္စတွေအောက်လန့်အတိုက်လို့ယူစားတယ်မလား အခုဆိုဟိုတချင်းတန်ကြီးထွက်လာတော့မယ်ရက်ကနေလာပြီဗျ။ဂျွာကိုလူစိမ့်ကပ်ရင်ဖမ်းလာရမယ်လို့ဦးလေးပဲပြောတယ်လေ။အခုဒီလိုပုံစံကိုကြည့်အောင်မြ။အောင်လန်းလို့လို့ဘာလို့လို့နဲ့သူ့လွယ်ထဲမှာလည်းကြည့်လိုက်အောင်။အင်းလို့လို့ဘာလို့လို့စားရတဲ့ပြင်အယုတ်တွေလည်းပါတယ်ဗျ။လုံငယ်တွေပြောတာလည်းဟုတ်တယ်အောင်ရှိတယ်။သူ့ယူပုံစံကအောင်လန်းဆရာလို့လို့ဘာလို့လို့နဲ့တကယ်တမ်းမယူပဲအောင်လန်းကရိုးချင်အောင်စောင့်တာလည်းဖြစ်နိုင်တယ်။မင်းနာမည်ဘယ်သူလဲ။ငါနာမည်ကနတ်သားလေးသူတော် ဘယ်ကနေလာတာလဲတာဝရိန်နာနှက်ပြေကဘာလာလောက်တာလဲဘိုးတရားကစိတ်လို့လာခဲ့တာမင်းကအောက်လန်လားမဟုတ်ဘူးနှက်သားအေးမင်းမြန်းသူဥရှိမအောင်ဆက်ညစ်သွားတယ်တယူကတော့ပီတီတီဆက်ဖြစ်ပြီးသူ့ကိုယ်သူနှက်သားဆိုတာကလည်းတပြားမှမလျှော့ဘူးမင်းနေလို့တော့အပေါ်ပဲဦးလေသူ့ကိုချုပ်ထားလိုက်တာပဲကောင်းမှထင်တယ်အေးကွာဒီလိုပဲလောက်ကြတာပေါ့သူယူကိုတီတိုင်စီမှာ ကျိုးနဲ့တုတ်တာကွာကျိုးတုတ်နေတော့မှအယူကလူသေးကတချင်းဆိုပြီးကားလိုက်မယ်ဆိုင်းဆရာကတေးပြီးအခုကတကြီးကိုအလှဲ့မင်းသမီးနဲ့လူပြက်ကိုတောင်းပန်မှဒီဟာတဝမ်းတေးပြီးကလွတ်လိုက်မယ်ဟေးအယူစကားကြောင့်ကြားသူတွေကြောင်အံ့ဖြစ်သွားတယ်အယူစကားကရည်ရွယ်တာတစ်ခုပါနေတယ်ဆိုတာသိပေမဲ့ဂျုံဖို့တော့ခက်တယ်ဦးလေးတစ်ခုခုတော့တစ်ခုခုပဲနော်အေးဂျုံဖို့ကလည်းခက်တယ်မလားဒီလိုနဲ့ပဲသူယူစကားကိုလှိလို့ရှူလိုက်တယ် ညဘက်ကိုရောက်တဲ့ချိန်မှာတော့လာလာကြပါတယောက်ကစတော့တရားနှစ်ယောက်ကစတော့နှစ်ယောက်လာပါလေလာပါလေပြောစရာကောင်းတယ်လာခဲ့ကြလေရွာပြင်ကထွက်လာတဲ့တန်းဒေသညောင်းဗတော်ခင်ရွာလေးလှုပ်ခတ်သွားတယ်စုဖွဲ့ပြင်ဆင်ထားတဲ့လူငယ်တွေဟာကြိုတင်ပြင်ဆင်ထားတဲ့အချိန်မှာရွာရဲ့အရက်လေးမျက်နှာစီကိုအပြေးလွှားသွားတယ်ရွာပြင်ကိုရောက်တော့တချင်းတန်းကအဲ့ဒီရက်မှာပျောက်ရှာသွားပြီးအနောက်ဘက်ကိုရောက်သွားတယ်ဒါနဲ့ပဲအားလုံးရွာနောက်ဘက်ကိုလိုက်ခဲ့တဲ့အခါမှာတော့ တုတ်တန်ထဲမှာမိအောင်တွေ့တယ်ကွာအားလုံးပဲထူးခြားတဲ့ချင်းရကြောင်းတုတ်တန်စီကိုတိတ်တဆိတ်ပဲချင်းကလာခဲ့တယ်ဟာဒါမနစ်ကဒိုးရွာမှာလာကသွားတဲ့မင်းသမီးများစပယ်မဟုတ်လားဟုတ်တယ်များစပယ်မှများစပယ်အစ်စ်ပါတို့အားလုံးမြင်နေကြရတာတုတ်တန်ထဲကအုတ်ဂူတွေခြားတဲ့ကနေကာကျိုးကဆုံနဲ့ကနေတဲ့ဆိုင်မင်းသမီးများစပယ်လာကြပါဒီမျိုးကိုလာကြပါများစပယ်ဟာ ကာယင်းနဲ့သချင်းဆုံနေတော့ကြည်နေတဲ့မြတ်စပယ်ရုပ်တွင်ဟာပြောင်းလဲလာတယ်။အသားရည်ကအကွဲလာပြီးတော့အရှိရွေးတွေဖြစ်နေပြောက်ကြလာတယ်။အဝတ်စားတွေကလည်းသွေးအလင်းလေးနဲ့ဟောင်းနှံဆွေးမြေစုံနဲ့မြတ်စပယ်ရဲ့အသွင်ဟာတကယ်ကိုကြောက်မွဖွယ်ရာကောင်းနေပါတယ်။ဘိုလ်လူသားတို့တင်းတို့အားလုံးမြင်ကြပြီမလား။ဟင်။မြတ်စပယ်စီကိုအာယုံရောက်နေတဲ့ရွာသားတွေရဲ့နောက်စီကနေထွက်လာတဲ့တန်း။သူတို့ထည့်ကြည့်လိုက်တော့သူတို့နောက်စီမှာသူတို့ကိုယ်တိုင်တိုင်မှာကျိုးတုတ်ထားတဲ့အယူ လို့ဖြစ်ပြီးလုံမြောက်နေရလဲသူတို့မြင်တဲ့အချိန်မှာတော့အယူကလက်ကိုပိုက်ပြီးခြေတစ်ဖက်ကိုရှေ့ကိုဆန်းထုတ်တယ်ပြီးတော့သူ့ကိုယ်သူအောင်းနိုင်သူစစ်သူကြီးတူလို့ပဲခမခမကအောက်လန်လားအထက်လန်လားတာဖေးကအယူကိုကြည့်ပြီးတော့အထက်တငငေါနဲ့မေးလိုက်ပါတယ်အဲ့ဖေဟာငါသူတော်လေးကနတ်သားလို့ပြောပြီလေဘယ်နဲ့လို့အောက်လန်ဖြစ်ရမှာလဲခမကိုကျိုးနဲ့တုတ်ထတာလေဩော် ဒေလူသားတွေနဲ့တက်ခတ်ပါလားလောကမှာဖြေရအခဆုံးဂျိုးကကိရိတာဂျိုးပဲကျန်တဲ့ဂျိုးတွေကဘယ်နဲ့တုံနိုင်ပါစေဖြေရတာလွယ်ကူတယ်ကွဲ့ကဲကဲကဲအမောင်တို့အားလုံးမင်းသမီးရဲ့ကာဂျိုးကိုလည်းမြင်ပြီးပြီဆိုတော့ရွာထဲကိုသွားကြပြီတော့ဒီတညာကအပြစ်ရှိသူကိုအပြစ်ပေးမဲ့အချိန်ခါပဲမောင်တို့သူယူကပြောပြီးတော့တုတ်တန်စီကိုဝင်ရောက်သွားတယ်ရွာသားတွေလက်ကြည့်တော့အယူကိုလည်းမြင်ရတော့တယ်လို့ခုနကအုတ်ကူတွေကြားမှာကနေတဲ့မင်းသမီးများစပယ်ကိုလည်းမမြင်ရတော့ဘူးရွာသားလေးလည်း အချိန်လေးကတာမန်မဟုတ်ဘူးခြောက်ချားစရာကောင်းတာမလို့ရွာတဲ့ကိုခတ်တက်တော့ပဲပြန်လာခဲ့ကြတယ်ရွာတဲ့ကိုရောက်လို့ရောက်ခင်မှာတော့ရွာဘက်ကနေကဲပါဦးဗျာ ကျုပ်ကိုတက်နေပါလေဗျအဲ့ဒီအော်ဒနဲ့တူတူရွာလန်းအတိုင်းပြေးထွက်လာတဲ့အရေးတခုပါ နောက်ပါစီမှာလဲနောက်ထပ်အရေးတခုကကပ်ပါလာတယ်ဘာလို့လဲဟေးလောက်ကြပါအောင်ရွာသားတွေရေရွတ်တဲဖြစ်သွားတယ်ပြီးတော့အရှိကပြေးလာသူကိုဖမ်းရတယ်လို့အနောက်ကလိုက်ပါလာသူကိုလည်းဖမ်းဆီးကြတယ် တကြီးအရှိကပြေးလာသူကသူ့ရွာရဲ့တကြီးဦးလှမြင့်နောက်ပါကလူကိုမြင်နေမှာတော့ရွာသားတွေအလုံးအံ့အသင့်ကုန်နေဟာဒါဒါများစပယ်နေတူပွဲထွက်ခတ်တဲ့လူပြတ်တောင်းတိုင်မဟုတ်လားမနစ်ကလာကတဲ့ဆိုင်းကလေးဟုတ်တယ်ကျုပ်တောင်းတိုင်ပဲဘလို့ဖြစ်တာလဲကိုတောင်းတိုင်ဒီရွာမှာဖြစ်ပျက်နေတာတွေအလုံးကခမည်းနဲ့ဆက်ဆက်နေရလားဟုတ်တာပါဗျာတိတ်ကိုဆက်ဆက်တယ် ားတွေအားလုံးကကြွလုတ်ခဲ့တာနားမလည်ဘူးယားဟုတ်တယ်ဗျာဘာကြောင့်မို့ခမရအခုလိုလုပ်တာလဲကျွန်တော်တရွာလုံးကခမရတို့ဆိုင်ကိုသဘောကျပြီးအားပေးခဲ့တာမင်းသမီးများစပယ်နဲ့ခမရတို့မောင်နှမနှစ်ယောက်အတွင်းကြီးကြီးလှုပ်ပြခဲ့တဲ့ပြက်လုံးတွေကိုကျွန်တော်အားလုံးသိသဘောကျခဲ့တာလေကုံဝင်းညွန့်နဲ့တာဖီကထပြောတယ်မှန်တယ်ဒါပေမဲ့ခမရတို့အားလုံးကိုကြုံမုံနေကျုပ်ကိုဝလုံးရှိနေတင်းရဲနေပြပြော ခမည်းတော်ဒီရွာကယောက်ျားတိုင်းကိုကြုံမုံးတယ်ဗျာဟာခမည်းတော်မသိတဲ့ရင်ကြုတ်ပြောပြမယ်ဒီပြဿနာတွေအားလုံးအစားကဟောဒီကလှမြင့်နဲ့မြတ်စွေဆိုင်ကဆိုင်းစရာစင်ကြော်တို့ကစခဲ့တာဘာဘယ်လိုတွေဖြစ်ကုန်တာလဲကျွတ်တို့နားလေအောင်ရှင်းပြအောင်ကြုတ်ပြောပြမယ်ဗျာပြီးရင်တော့ခမည်းတော်ကြုတ်ကိုဒီနေရာမှာနေမဲ့စီရင်ပေးပါမြတ်စွေဆိုင်ဖွဲ့ဘရောက်ခင်ရွာကတပတ်တတိပွဲလာကားရချင်းမှာ ရွာသူရွာသားတွေရဲ့ဖော်ရည်အပိုင်မှုတွေကြောင့်တောင်းတိုင်တရားတွေကိုပြောခဲ့ရတယ်။တောင်းတိုင်လိုပဲမြမဖြစ်သူများစပယ်လေပြောရှင်နေ။သူတို့နှစ်ဦးကမောင်နှမအရင်ခောက်ခောက်တွေမိဘတွေကမရှိတော့ဘူး။တောင်းတိုင်ကသာအကိုကြီးအဖေရကနေမြမဖြစ်သူများစပယ်ကိုဆောင်းလျှောက်လာခဲ့တာ။များစပယ်ကမင်းသမီးလုပ်ကိုတိတ်ဝါသနာထုံးတယ်။ဒါကြောင့်ဆိုင်းမင်းသမီးအဖြစ်လိုက်ပါကြည်မြမဖြစ်သူကိုစိတ်မချတဲ့တောင်းတိုင်ကလည်းမိဘတွေကောင်းချရာစာတီးကိုဆုံးလို့လူပြတ်အဖြစ်နဲ့များစပယ်နဲ့တူတူ ဆိုင်ထဲကိုလိုက်ခဲ့တယ်။ဆိုင်ထဲမှာဆိုတောင်းတိုင်ကမြားစပယ်ကိုအမြဲတမ်းအရေးတိကြီးကြီးကြည့်နေခဲ့တာ။ဒီလိုနဲ့နေခဲ့ရင်လည်းဘရော့ခင်ရွာကအလုပ်ပွဲကိုခုနှစ်တိတိကပြရမယ်ချိန်မောင်နှမနှစ်ယောက်အာတုံခုံဆိုင်ကြိုးပမ်းပြီးတော့ကပြခဲ့တယ်။အလုပ်ကြီးပြီးဆုံးတဲ့ညမှာတော့အလုပ်အောင်ပွဲဖြစ်တဲ့အပိသက်ကပြီးနောက်တဲ့နေ့မှာရဲရွာကဆိုင်အဖွဲ့ကိုတီးတဲ့အိတ်ခံလို့တရေလောက်ထပ်နေပြီပို့တောင်းဆိုတယ်။ဆိုင်အဖွဲ့ကလည်းနေဖို့ဆုံးဖြတ်ကြပြီးအဲ့ဒီတရက်ကိုရွာတွေကဖိတ်ကြားတဲ့အိမ်တွေစီကို လူခွဲပြီးတော့လေပတ်ကြတယ်။ဆိုင်းစီကတောင်းတန်လို့ယောက်ျားသားအပြတော်များဟာရဲရွာကအိတ်ခံမှုနဲ့တောက်စားမှုယူခဲ့တယ်။ဒီလိုဖြစ်ပြီးနောက်တစ်နေ့မနက်မှာတော့မြတ်စပယ်ရရုတ်တရက်ပျောက်ဆုံးသွားခဲ့တယ်။ဆိုင်းစီကမြတ်စပယ်တယောက်ဇက်ကပြီးမှပဲအနောက်ကလိုက်ပါလာတဲ့သူမချစ်သူနဲ့ခိုးရလိုက်သွားတယ်လို့ဆိုင်းထဲမှာသတင်းလွှင့်နေ။တောင်းတန်ကိုလည်းဒီသတင်းကိုအပြင်ကို ပေါက်ကြားရင်မတင့်တယ်တာမို့လို့မြတ်စပယ်တယောက်မိခင်နေမကောင်းလို့ပြန်နေဆိုပြီးတော့သတင်းလွှင့်ခိုင်းနေ။တောင်းတန်ကတော့ အကြောင်းစုံကိုမသိသေးတဲ့အချိန်မလို့မြမဖြစ်သူပေါ်ဒေါသထွက်ခဲ့တယ်။မြမဖြစ်သူပြန်လာလို့နဲ့တောင်းတိုင်ဆိုင်ထဲမှာနေရင်းနဲ့စောင့်နေကြတာ။ဒါပေမဲ့သိမကြဘူး။ဆိုင်းစရာကဆိုင်းကိုနာမည်ပြောင်းလိုက်ပြီးတောင်းတိုင်ကိုလည်းအကြောင်းမင်မဲရရမရှိပဲနဲ့ဆိုင်းစီကနေထုတ်တယ်။ဆိုင်းစရာကိုဘလောက်ပဲတောင်းဆိုတောင်းဆိုလုံးဝလက်မခံဘူး။ဒါကြောင့်ဒေတကတောင်းတိုင်တယောက်စိတ်လေသွားတယ်။ဒါနဲ့ပဲဆိုင်းလေးကထွက်ခဲ့ပြီး မြမဖြစ်သူပြန်ရောက်လာမလားဆိုတဲ့အတွင်းနဲ့ဇာတိကိုပြန်ခဲ့တယ်။ဒါပေမဲ့လည်းသူတို့အိမ်လေးကလူတို့ကင်းမဲ့ပြီးတော့တိတ်ဆိတ်ပြီးသူ့ကိုယ်တာကျုံနေခဲ့ပါတယ်။အိမ်ညမှာတောင်းတိုင်တယောက်အိမ်မက်တစ်ခုမှတ်တယ်။အိမ်မက်ထဲမှာများစပယ်ကသွေးတန်တရေရဲနဲ့သူတို့အိမ်လေးရဲ့အရှိမငိုးနေတယ်။တောင်းတိုင်ကစိတ်ပူပြီးမင်းမြတ်မို့နားကတ်သွားတဲ့အခါများစပယ်ဟာပြောက်ွယ်သွားတယ်။ဒါကြောင့်တောင်းတိုင်တယောက်လန့်နှိုးလာတယ်။အစားကအိမ်မက်ဟာလာချရက်ချမှတ်ပေမဲ့နောက်ပိုင်းမှာတော့အဲ့ဒီအိမ်မက်တစ်ခုတည်းကိုပဲ ညစဉ်ညတိုင်းလိုလိုမိုက်လာကြတယ်။ဒီတစ်ခါမှာတော့တောင်းတိုင်လဲစိတ်ထဲမှာတင်ငါမကင်းဖြစ်လာတယ်။ဒါကြောင့်အရက်ထဲကစွမ်းပါတယ်ဆိုတဲ့အောက်လန်းဆရာတယောက်ကိုအိမ်မက်အကြောင်းပြပြပြီးပညာနဲ့စစ်စစ်တဲ့ချိန်မှာမြမဖြစ်သူညစပယ်ရအသက်ခံရတယ်ဆိုတာကို သိရတယ်။သိသိချင်းမှတောင်းတိုင်ရင်ဘက်ကြီးကိုထွက်မတက်ပဲ။မြမဖြစ်သူတို့ကလက်စားချိန်မယ်လို့တောင်းတိုင်တယောက်ဆုံးဖြတ်ခဲ့တယ်။အိမ်နဲ့ချက်ကိုရောင်းချပြီးငွေကြီးတွေပုံအောင်လို့အောက်လန်းဆရာစီကအစီအစဉ်တချို့ကိုတူတောင်းဝယ်တယ်။နောက်တော့အဲ့ဒီအစီအစဉ်တွေကို ကင်ဆွဲလို့ဆိုင်းဆရာစင်ကြော်ကိုအရင်ဆုံးရှာပြီးတော့သူကိုယ်တိုင်တုတ်တန်စီရင်တယ်ပြီးတော့မှဗရောက်ခင်ရွာစီကိုဆက်လာခဲ့တယ်တုတ်တန်တွေကမြားစပယ်ကိုမြုံနှံထားတဲ့နေရာကိုရှာဖွေပြီးတော့အစီအနေတိုင်းပဲလောက်ဆောင်ခဲ့တယ်အဲ့ဒီအစီအနေရောက်မယ်ကျုံညမလေးကိုမြင်ကွင်ရတယ်လက်စားချေဖို့အတွက်ကျွတ်တို့မောင်တို့မှလောက်ဆောင်ကြတယ်ညမလေးကိုတက်တဲ့ထဲမှာဆိုင်းဆရာစင်ကြော်မပါပဲဒီဘာကတင်တက်တဲ့လူနဲ့အလောင်းဖြောက်ပေသူအားလုံးပေါင်းလေယောက်တတိပါဝင်တယ် ဒီလျောက်ထဲမှာမှတယောက်ကညီမလေးကိုမတက်ခင်ตาမရအဖြစ်ပြုတ်ကျင်တယ်ဟာရုံးမာလိုက်တာအထာဘာလုပ်လဲရွာသားရိတန်ဟာစီညံသွားခဲ့တယ်ကျိုးစကားကိုစုံအောင်ပြောပြစေဦးပြောပါကိုတောင်းတိုင်းအသက်ခံရမယ့်ညမှာညီမလေးကိုဆိုင်းဆရာစင်ကျော်ကတူတူနဲ့ညီဆုံးနေတဲ့ကိစ္စကိုပြောချင်လို့ဆိုပြီးတော့အခေါ်ပြုတ်တယ်ညီမလေးကသွားချိန်မှာဆိုင်းဆရာစင်ကျော်ကတကြီးဦးလာမြင့်နဲ့တူတူ ဒီကဘာကဦးလာမင်းရဲ့သူ့ရဲ့အပေါင်းပါ300နဲ့တင်းကုတ်ထဲမှာရှိနေတာဆိုင်းဆရာစင်ကျော်ကညီမလေးကိုတွတ်တူနဲ့လမ်းခွဲဖို့ပြောတယ်ညီမလေးကငိုရပြီးတော့အချိန်လေးကလုံလုံကျွတ်ကျွတ်ဖြစ်နေပြီဖြစ်ကြောင်းနဲ့လမ်းခွဲဖို့မဖြစ်နိုင်ကြောင်းပြောပြတယ်ဒီမှာတဲ့ဆိုင်းဆရာစင်ကျော်ကညီမလေးကိုအကြက်ခံပြီးတော့သူ့ရဲ့ညှက်ကွင်းလေးကိုဆွန့်တင်နေညီမလေးကတင်းချင်းဆန်ပြီးတော့လက်မခံတော့အတန်းကျက်လှုပ်ဆောင်နေကျွာသားတွေဟာမကြည့်တကန်တောက်ခံတဲ့တချို့ထွက်ပေါ်လာတယ်ဆိုင်းဆရာစင်ကျော်က ဒီလိုလှုပ်ဆောင်တာကိုဦးလှမင်းကအကြီးကဲတံမဲမတားမိတဲ့ပြင်သူ့ဘာဝင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်။ကျန်တဲ့သူတွေကလည်းမသိသလိုဆောင်ပြီးရှောင်ပေးခဲ့တာ။နောက်ဆုံးမှာတော့ဗျာကျောင်းညမလေးခမရရက်ထဲရွာထဲမှာဖြစ်ပါရဲ့နဲ့ရေတိမ်နှစ်ပြီးတော့အသက်ဆုံးမခဲ့ရတယ်။ခမရတို့ဗျာခမရတို့ရွာကလူတွေကတကယ့်ကိုလူမဆန်ဘူးဗျာ။သားသမီးချင်းကိုချင်းမစားကိုရှိမှမတရားတာကိုလုပ်နေတာမြင်ပါရဲ့နဲ့ရှောင်သူကရှောင်လက်လျှော်သူကရှုံနဲ့ကျုပ်ခမရတို့အားလုံးကိုမုန်းတယ်ဗျာ။ ူပြတောင်းတိုင်ပြောရင်လည်းရှာကြီးတဲ့ငငငိုကြွတယ်။ဂျွာသားတွေကတော့စုတ်တဲ့တက်တဲ့ကိုချင်းစာမိကြရင်လည်းထပ်တူခန်းစားရတယ်။တောင်းတိုင်ကငုံနေကနေတရော်လုံးမှရှိတဲ့ယောက်ျားတွေကိုအသေးတက်နိုင်မှုကျုပ်စင်းနေ။အစားကဒီလူရောမှကြီးကိုသွေးပြက်ယုံနံပြီးမှတေးပါစေဆိုပြီးကျုပ်နောက်ဆုံးမှတက်ဖို့လုပ်တာ။ဒါပေမဲ့ဒီနေ့မှတော့ကျုပ်ရဲ့အစီရင်ကိုအယူတယောက်ကရောက်လာပြီးချုပ်ထိန်သွားတယ်။ညာပိုင်းကျမှအစီရင်ပြက်နေမှကျုပ်တည်တာ။ ဒီကိစ္စတွေကြားကိုတယောက်ယောက်ဝင်လာပြီဆိုတာကြုတ်ပြတာမလို့ဒီလူကြီးကိုမတက်ရမှာကိုကြုတ်စုံလာတယ်။ဒါကြောင့်ကြုတ်ကိုယ်တိုင်ရွာထဲဝင်ပြီးတော့ဒီလူရုံးမကြီးကိုတတ်ဖို့လောက်ခဲ့တာ။ကဲကြုတ်ပြောလို့ရပြောပြပြီ။ခမရတို့ကြုတ်ကိုကြုတ်တင်တောင်းဆိုထားသလိုပဲဒီနေရာမှာကြုတ်ကိုစီရင်စီရင်ပါဗျာ။ဒီလိုစီရင်ပြီးရင်တော့ကြုတ်အလောင်းကိုကြုံညမလေးရဲ့မြေပုံနားမှာအိတ်ဆက်ခွင့်ပေးပါလို့တောင်းဆိုပါရတယ်။တောင်းတိုင်ကစကားကိုအဆုံးသတ်ပြီးတော့သူ့ကိုတတ်ဖို့တောင်းဆိုတယ်။ရွာသားတွေအားလုံး ဘာပြောရမှန်းမသိနှုတ်ဆက်နေကြတယ်။သူတို့မြောင်းထဲမှာမနေ့ကရွာလူတုံးကတောင်းတိုင်တို့မောင်နှမနှစ်ယောက်ကပြပုံတွေပြီးတော့ဒီနေ့နေကင်းဘတ်တုံးကတုတ်တန်တွေကဖမ်းဆီးလာခဲ့တဲ့အယူရဲ့ပုံရိပ်တွေနောက်ပြီးတော့ရဲရွာပေါ်တဲ့မကမိမိရဲ့အချိုးအတွက်လာရောက်ဖျော်ဖြေပေးသူကိုတော့မှမညာမတာရုံမာခဲ့တဲ့တကြီးဦးလာမြင့်ရဲ့ရုံမာပုံတွေကိုမြင်အောင်လာတယ်။ငါတောင်းမှမှာတယ်ကွာမောင်တောင်းတိုင်တကယ်တော့အဲ့တုန်းကအရက်မူးလုံနေလို့ ဖြစ်တင်တာတွေဖြစ်ခဲ့ရတာပါငါတကယ်တောင်းပန်ပါတယ်ကွာမောင်တောင်းတိုင်းငါကမတက်ပါနဲ့ဦးလာမြင့်စီကတောင်းပန်စကားတွေဒီစကားတွေကိုတောင်းတိုင်းမပြောနဲ့သူ့ရွာကလူတွေတောင်မှနားခါတယ်ဦးရွှေမောင်တာပြင်းနဲ့ဝင်းညွန့်တို့ကတော့အရှိကိုတိုးတက်လာတယ်ကဲကိုတောင်းတိုင်းခမရပြုတ်ခဲ့တဲ့အပြုတ်မှုကြောင့်ရဲရွာကမတက်ဆိုင်သူချို့ကိုလည်းတေးပေးခဲ့ရတယ်တကယ်တော့ဒီလိုလို့လို့ခမရလည်းမမှားဘူးခမရနေရာမှာကျွတ်တို့ဆိုရင်လည်းလုံမိမှာပဲ ျွတ်အားလုံးခမားကိုကိုချင်းစာမိတယ်။ကျွတ်ရဲရွာကခမားတို့ဘောစတင်ပြီးတော့ရုံမာခဲ့တာကိုလည်းကျွတ်တို့ကဘာပြောလို့ရမှာလဲ။ဟုတ်တယ်ကိုတောင်တိုင်းဒီကိစ္စမှာကျွတ်တို့ကစီရင်ပိုင်ခွင့်တော့မရှိဘူး။ဒါပေမဲ့လောကကြီးအတွက်ကိုတော့လူရုံမာတယောက်ရောပါသွားစေဖို့အတွက်တော့လုံပိနေတာရှိတယ်။ခမားညင်မာလေးအတွက်ခမားလက်စားပြန့်ချခြင်းနဲ့ဆိုရင်တော့ခြေပါ။ကျွတ်တို့မသိကြအောင်စောင့်ပေးပါမယ်။ကျော်မောင်တောင်တိုင်းလုံငယ်တွေကိုဦးစီးဦးဆောင်လို့သူ၃ဦးက တောင်းတိုင်ကိုဖေးမှပြောကြပြီးတော့ဓမြောင်တချောင်းကိုလှမ်းပစ်ပေးတယ်။နောက်တော့ရွာကလုံငယ်တွေကိုဥဆောင်ပြီးတောင်းတိုင်နဲ့ဥလှမင်းတို့ကိုထားရည်လို့ရွာတွေကိုပြောင်းဝင်လာတယ်။နောက်နေ့မနက်မှာတော့ရွာပြင်စီမှာဓာတ်ရရများစွာနဲ့တင်ဆုံနေတဲ့တကြီးဥလှမင်းရဲ့အလောင်းနဲ့ကိုကိုကိုအဆုံးစင်ထားတဲ့တချိန်ကလူပြက်တောင်းတိုင်ရဲ့အလောင်းကိုတွေ့ရတယ်။ဒီကိစ္စတွေဆုံးဖြတ်ချက်ကမှားလားမှန်လားမသိ껙ပေမဲ့ကျောင်းမသူတို့ရဲ့ဏီကုံမလှဘုံကိုတော့အရှင်သာမြင်တွေ့ခဲ့ရပါတယ်။ ဒီကိစ္စတွေကြမှာအဆုံးသက်စီသူကတော့ခါတိုင်းကိစ္စတွေမှာလို့ပဲနှစ်သားလေးသူတော်လို့ကိုယ့်ကိုတမုတ်တဲ့အယူပဲဖြစ်ပါတယ်။ဒါပေမဲ့တေချာတာတစ်ခုကတော့လူရုံမတစုကြောင့်ဖြစ်ပေါ်လာတဲ့ဆိုးရွားလုံးနဲ့တုံ့ပြန်မှုကြီးမှာမသက်ဆိုင်သူတွေသတိမှုကတော့ဒီသူယူကြောင့်ရတန်းခဲ့ရတယ်လို့ဆိုရင်တော့ဒါအမှန်တရားပဲဖြစ်ပါတယ်။ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီးဆုံးပါပြီ။နာတော့ရာစင်းတို့ပြည့်တက်ကြီးလဲဆယ်ချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ။